အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ food point live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စုံမွန်ကောင်းတောင်းပေးလိုက်အပ်ပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒီတစ်ပတ်မှာတော့ဒါကျွန်တော်တို့လက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အပြောင်းအရွှေ့တဲ့တွေတော်တော်လေးကိုဖြစ်လာခဲ့တယ် ဲ့တော့ဒီဘက်မှာအပြောင်းအရွှေ့သတင်းတွေကိုဖြစ်လာတဲ့အပြင်ကိုဒါကျွန်တော်လက်ရှိတော်တော်လေးကိုဟစ်ဖြစ်လာခဲ့တာကတော့ Manchester City အသင်းရဲ့ Lamine Nuyadi အပြောင်းအရွှေ့ကဏ္ဍပါပဲ Manchester City အသင်းနေနဲ့ Lamine Nuyadi မှာ Kevin De Bruyne ကိုအစားထုတ်ဖို့အတွက်အကြီးအကျယ်ကြိုးစားနေတယ်ဆိုတာအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ် Kevin De Bruyne နေရာအတွက်လက်ရှိမှာ Manchester City အသင်းနဲ့ကစားသမား2ယောက်ကိုဒါပြတ်မှတ်ထားရတယ်ပထမဆုံးတစ်ယောက်ကလက်ရှိမှာဒါကျွန်တော်တို့ Florian လီဗာကူဆင်ရဲ့ကွင်းနဲ့ကစားသမားဖြစ်တဲ့ Florian Risk ကိုတော့ခေါ်ယူဖို့အတွက် Manchester City တင်းနဲ့နံပါတ်1နေရာနဲ့ပြင်ဆင်ထားတယ်။နံပါတ်1နေရာမှာတော့လက်ရှိမှာ Morgan Gibbs White ကိုတော့ပြင်ဆင်ထားတာဖြစ်တယ်။ Morgan Gibbs White ကိုလက်ရှိမှာ Northern Force အသင်းတွေနဲ့လည်း Champion League ဝင်ဝင်ရမယ်အတွက်ကြောင့်မို့လား Morgan Gibbs White ကိုလွယ်လွယ်နဲ့လက်မလွတ်ချင်ဘူး။အဲ့တော့လက်ရှိမှာနောက်ဆုံးရသတင်းတွေရတာကျွန်တော်တို့ FIFA sorry လီဗာဂူစင်ကနေပြီးတော့ကျွန်တော်ဒါဖလော်ရီယန်ရစ်နဲ့ပတ်သက်ပြီးဒါကျွန်တော်တရားဝင်ပြောလာခဲ့တာကတော့ဇာဘီအလွန်ဆိုးကိုဖလော်ရီယန်ရစ်ကိုနှစ်ယောက်လုံးမှဒါကျွန်တော်လီဗာဂူစင်နဲ့ဒါကျွန်တော်တို့ gentleman agreement ရှိပါတယ်ဒီ gentleman agreement ကကစားသမားတွေကိုဒီနှစ်တစ်နှစ်ကိုနေပြီးတော့လာမယ့်နေရာဒီမှာဒါကျွန်တော်ကစားသမားကနှီးပြကောပြောင်းကျင်နေဆိုရင်တော့အသင်းကနေတရားဝင်လက်ခံသွားရဖို့အတွက်ဒါကျွန်တော်အကျိုးသဘောတူညီမှုပုံစံမျိုးကိုဒါကျွန်တော်လက်ခံခဲ့တယ်ဆိုတဲ့ပုံစံမျိုးကို Leverkusen ရဲ့ CEO ကမနေ့ကအင်တာဗျူးမှာပြောလာခဲ့တယ်ဒီဟာနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးထွက်လာခဲ့တာကတော့ Florian Risk ကိုလက်ရှိမှာဒါကျွန်တော်တို့ sorry ပါဒါကျွန်တော်တို့ Bundesliga ရဲ့ giant တစ်ခုဖြစ်တဲ့ဒါ Leverkusen ရဲ့ဒါပြိုင်ဘက်လည်းဖြစ်တယ် Bayern Munich နဲ့ Florian Risk ကိုလူချင်းနေတဲ့ဆွေကလည်း CF Bayern နဲ့တရင်ထွက်လာခဲ့တယ်ဒါပေမဲ့ကစားသမားကလက်ရှိမှာ Bundesliga ကသူ့ရဲ့ပြိုင်ဘက်အသင်းကိုပြောင်းကျင်လာတဲ့ဆိုင်တော့ Manchester City အသင်းကိုပဲပြောင်းရွှေ့ခြင်းနဲ့ဆိုတဲ့တဲ့နေတတ်တော်ဖျက်ဖျက်ထွက်လာခဲ့တယ်အဲ့ဒါကလက်ရှိမှာ Manchester City နဲ့ပတ်သက်ပြီးတော့ Fabrizio Romano ကလည်းတရားဝင် confirm လုပ်ထားတယ် Florian Risk ရဲ့ agent တချို့နဲ့ဒါ Manchester United နဲ့ Manchester City အသင်းရဲ့ဒါကျွန်တော် agent တချို့တွေ့ဆုံဆွေးနွေး ေခဲ့တဲ့အနေထားမှာရှိခဲ့တယ်။ဒါပေမဲ့အခုချိန်မှာဒါကြောင့်အပေါင်းလက္ခဏာဆောင်းတဲ့အပေါင်းလက္ခဏာမဆောင်းဘူးဆိုရဲဆိုတာမသိရသေးဘူး။သူ့ပေမဲ့တော့ညလေးတရားဝင် Manchester City ဘက်ကနေဆွေးနွေးမှုတွေကိုပြုလုပ်ခဲ့တာကတော့100%လုံးဝကျင်းတည်တယ်လို့ပြောလို့ရမယ်အခြေအခံကဏ္ဍပဲ။အဲ့တော့ Manchester City ဘက်ကပြန်ကြည့်မယ်ဆိုရင်အခြေအနေဘယ်လိုရှိမလဲ။ Manchester City အသင်းနေနဲ့လာလာမဲ့နေရာဒီမှာတည်ကြတာတခုက Florian Ruiz ဒါမှမဟုတ် Morgan Gisway ကိုဒါအပြောင်းရွှေ့ရာသီရောက်တာနဲ့တခါတည်းခေါ်ယူပြီးတော့အသစ်မှာတခါတည်း implement လုပ်ဖို့အတွက်ပြင်ဆင်သွားမယ်။ Florian Ruiz အတွက်လက်ရှိမှာ ာကြားတဲ့သတင်းတွေရဆိုရင်တော့ Leverkusen နေနဲ့ Euro 300နဲ့330ပတ်ချာလေးဝင်ညာလိုချင်တဲ့ပေါင်နဲ့တက်မယ်ဆိုတော့ပေါင်90 95တန်ပတ်ဝင်ချင်လောက်ဒါလူရှိရတဲ့ဘက်မှာရှိတယ် Manchester City အသင်းကလည်း La Mae New Year ဒီမှာဒီလောက်ထိဒါကျွန်တော်ကွင်းလေလူတယောက်ကို span လုပ်သွားဖို့ရည်ရွယ်ချက်ရှိပြီးသားဖြစ်တဲ့ကြောင့်မို့ Florian Risk ကိုဒါပုတ်ကူရရသဘောတူညီမှုရရှိခဲ့မယ်ဆိုရင်တော့ Manchester City အသင်းနဲ့ Florian Risk ကိုရယူနိုင်မယ်လို့ယုံကြည်ထားတယ် Florian Risk ကိုတိုင်ကလည်းလက်ရှိမှာသူ့ကိုစိတ်ဝင်စားနေတဲ့တခြား club တွေတက်ဆိုင်တော့ Pep Guardiola အသင်းဖြစ်တဲ့ဒါ Manchester စီးရီးအသင်းကိုသာသူကတော့ပြောင်းရွှေ့ကျင်နေပြီးတော့သူ့ရဲ့အနာဂတ်ရဲ့ဒါကျွန်တော်တောက်ပမှုကလည်း Manchester City အသင်းမှာပုံမှုပြီးတော့တောက်ပလာနိုင်မယ်လို့ကစားသမားကိုတိုင်ယုံကြည်ထားရတဲ့ကြောင့်မို့ဒီပြောင်းရွှေ့ကိုဒါကစားသမားကိုတိုင်ကစိတ်အားထက်သန်တယ်လို့ကြားသိရတယ်မှာပါတယ်။တစ်ဖက်ကဒါခုနကျွန်တော်တို့ထက်ပြောမှဆိုတော့ Morgan Gisway ရဲ့ပြောင်းရွှေ့နဲ့ပတ်သက်ပြီး City အသင်းကလည်းဒါတဘာထဲမှာပဲတရားဝင်ဆွေးနွေးမှုတွေပြုလုပ်နေခဲ့ပေမဲ့ကစားသမားကလာမယ့်နေရာဒီမှာဒါကျွန်တော်အသင်းကသာ Champion League ဝင်ခွင့်ရခဲ့မယ်ဆိုရင်တော့တစ်နှစ်လောက်ဒါ Morgan Gisway အနေနဲ့ဒါကျွန်တော်တို့အာ Northern Forest အသင်းမှာစနေဖို့အတွက်ပြင်ဆင်နေတယ်လို့ ကြားသေးရမှာပါတယ်အကဲကစားသမားသာထွက်ချင်မယ်ဆိုရင်တော့မှဒါ Morgan Giswhite ကို Northern First အသင်းနဲ့ပေါင်တန်း100လောက်တောင်းမှုအတွက်ပြင်ဆင်သွားနိုင်တယ်ဆိုတဲ့တဲ့အဲ့တော့တော်ကြနာ Morgan Giveswhite ကတော့ကျွန်တော် Florian Risk ထပ်တော်မှာဒါပေါင်နဲ့ပြန်တွက်မယ်ဆိုတော့ပို့ပြီးတော့ဈေးကြီးတဲ့ဒီထားမှာရှိတယ်။အဲ့တော့ပရိသတ်တွေက Florian Risk ကိုအကုန်လုံးပို့ကြိုက်တယ်ဗောနော်။ Risk ကိုတိုင်ကလည်းလက်ရှိမှာ Leverkusen ရဲ့တကယ်ကိုဒါကျွန်တော်ခန်းထားလာတဲ့ဒါဖလားရခဲ့တဲ့လုံးဝရှုံးဝဲမရှိဖလားရခဲ့တဲ့နေရာမှာလည်းဒါအရေးပါတဲ့ကစားသမားတယောက်ဖြစ်ခဲ့ကြအောင်လို့ဒီကစားသမားတွေဒါကျွန်တော် Florian Wirtz ကယူတီပြန်ကြည့်မယ်ဆိုရင်တော့ဒါ Kevin De Bruyne ရဲ့ career choice ဆီနဲ့တူတယ်။ဒါကျွန်တော်တို့လက်ရှိ Bundesliga မှာတောက်ပါတယ်။တောက်ပါပြီး Manchester City တင်းမလာပဲ Manchester City တင်းမှာဒါအခြေအနေကောင်းမယ်ဆိုတဲ့ကစားသမားတစ်ယောက်ကိုပြိတက်တီးကဒီနေရာမှာမြင်နေ။အဲ့တော့ Florian Wirtz ကိုလက်ရှိမှာခေါ်ယူဖို့အတွက်လည်းဒါကျွန်တော်တို့တရားဝင်ဒါ Manchester City ဘက်ကနေဆွေးနွေးနေတယ်။ဒါပေမဲ့ဒါဟာအပေါင်းလက္ခဏာဆောင်းလာတကယ်ခေါ်ယူနိုင်မှာမခေါ်ယူနိုင်မှာမကြေးသေးပေမဲ့ကစားသမားကလက်ရှိမှာကျန်တဲ့အသင်းတစ်ဆိုင်တော့ Manchester City အသင်းကိုဒါပြောင်းရွှေ့ဖို့အတွက်စိတ်အားထက်သန်လို့ကြားသိရတယ်မှာပါပါတယ်။ဒီလောက်ပါပဲ။ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆို ရင်တော့ youth sport media 3.0ဆိုတော့ db4u တို့မှာကျွေးလို့စံပေါအောင်ကိုညလူရပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလေ youth sport media 3.0ဆိုတော့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပဲကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်း clip ဖို့မမိကြပါနဲ့။များများ clip မှာမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်တော်ဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့နောက်မှပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။များများ clip ဖို့မမိကြပါနဲ့။များများ clip မှာမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်တော်ညလေးညဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ။ default လို့ပြောကြပါမယ်။